channel ကနေပြန်လဲကြိုဆိုပါရယ် basic enemy ကိုအခုထွက်ထားတဲ့အထိပဲဖြစ်ဖြစ် enemy အကြောင်းပြောဆိုဆွေးနွေးကြတာဆိုရင်တော့ description မှာချပေးထားတဲ့ telegram link ကနေ join နိုင်ပါတယ်ဒါမှမဟုတ်အခုပြထားတဲ့အတိုင်း telegram မှာလည်းရိုက်ချလို့ရပါတယ် basic နဲ့အခြားစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေသိချင်တယ်ဆိုရင်လည်းကျွန်တော် TikTok account ကို follow လုပ်လို့ရပါတယ်ထုံးစံအတိုင်းကျွန်တော်ကို support ရနေနဲ့ video ကိုကြည့်တဲ့အခါ US region နဲ့ VPN link ခံပြီးကြည့်ပြီးပို့တောင်းဆိုပါရစေပြီးခဲ့တဲ့ video မှာ volume 17 chapter 130အထိပြောခဲ့ပြီဆိုတော့ဒီဗီဒီယိုမှာတော့ chapter 131ကနေစပြီးတော့ break down လုပ်ပြီးသွားပါမယ်။အရင်ဗီဒီယိုမှာပြောခဲ့တာလေးတွေကိုနည်းနည်းလောက်ပြန်ပြီး record လုပ်ရမယ်ဆိုရင်တော့မင်းလမ်းပရင်တည်ဆုံသွားပြီး Rick နဲ့ Erica တို့စီမှာနေနေတဲ့ Gas ကပျောက်ဆုံးသွားတာ ਨੇ အဆုံးသတ်ထားပါဗျ။နောက်ပြီးအဖိုးကြီးကိုရိုက Gas ရဲ့ဓာတ်နဲ့အမြောက်ဆန်တတ်ထားတဲ့လက်အတုကိုပြန်ပြင်ပေးနေပါဗျ။ chapter 131ရဲ့တိုင်တယ်ကတော့ holy ground part 1ပါ chapter အဖွဲ့မှာ erica လေးပတ်ကိုဖတ်ပြီးတော့အိပ်ပျော်နေပါတယ် ricket ကတော့ gas ရဲ့လက်နက်ကရိယာတွေကိုပြင်ဆင်ပေးနေပြီးညာလုံးဘက်အလုပ်လုပ်နေတယ်အဲ့ဒီအချိန်အိတ်နေရာကနေနိုးလာတဲ့ဘက်ကတော့ ricket အနားရောက်လာပြီးသူဘာကူညီပေးရမလဲရဲ့ ricket ညောင်ညာနေရင်လက်တငယ်အမုတ်ရှိကြောင်းအဲ့ဒါကချက်ချင်းတက်တာစီကြောင်းပြောပြရတယ်ရစ်ကက်ကလည်းပတ်ကိုအေရီကာလေးကိုရီမောအောင်လုပ်ပေးရကြောင်းကျေးဇူးတင်ကြောင်းနဲ့ အေရီကာလည်းခုလိုမရည်တာကြပြီဖြစ်ကြောင်းဂော့စ်ကိုကူညီကြည့်ရှုပေးတဲ့အတွက်ဂျေဇုတင်ကြောင်းအပြန်လဲစကားတွေပြောနေကြပါဗျ။နောက်ပြီးဂော့စ်ဟာဂော့စ်ဖြစ်နေသေးတာမို့ရစ်ကတ်ကစိတ်အေးရာကြောင်းပြောပြခဲ့ပါသေးတယ်။အဲ့ဒီအချိန်အဖိုးကြီးကိုလိုကအပေါ်ကနေဆင်းလာပြီးဂော့စ်ဒါကို ပြန်ပြင်ပေးဖို့အလုပ်ရစ်ကတ်ကတာပါသေးတယ်။တားရတဲ့အကြောင်းရင်းကတော့အဖိုးကြီးကိုလိုဟာအိယာတဲ့လဲနေရတဲ့အခြေအနေဖြစ်ပြီးအချိန်မရွေးတည်သွားနိုင်တဲ့အနေအထားဖြစ်နေတာကြောင့်ပါ။ဒါပေမဲ့ခေါင်းမာတဲ့အဖိုးကြီးကိုလိုကတော့ ငါမတ်တက်ရနိုင်သေးတဲ့လောက်ရမယ့်ကိစ္စတွေရှိတယ်။မင်းတာဝန်ယူရမှာကအေရီကာကိုပဲ။အေရီကာကငါသမီးချင်းမဟုတ်ဘူး။အေရီကာဟာစစ်ပွဲအတွင်းမိဘတွေကိုဆုံးရှုံးခဲ့ရတယ်။တူနေခဲ့တဲ့အိမ်လေးမိလောင်နေလို့ဟိုနေရှားတဲ့အေရီကာကိုငါလည်းတွေ့တော့အိမ်ခေါ်လာပြီးတော့ပြုစုပြူထောင်ပေးခဲ့တယ်။တကယ်တော့အဲ့ဒီလိုဂျင်နာနှွေထွေးပြီးပြုစုပြူထောင်ပေးတယ်ဆိုတာငါပုံစံမဟုတ်ဘူး။မွေးကလေးကငါတိတာဘဘဲတစ်ခုလည်းပဲ။အဲ့လိုပါဆိုဘာမှမသိတဲ့လူတယောက်အတွက်လူသားဆိုင်နေဆိုတာ ဒီလိုပါလားလို့ကောင်းကောင်းကြီးခံစားမိလိုက်တယ်။ဒါပေမဲ့နောက်ဆုံးတော့တေးရမယ့်အချိန်ရောက်လာရင်တော့တယောက်တည်းတေးရတာတော့အကောင်းဆုံးပဲဆိုပြီးတော့ဓာကောင်းတစ်ချောင်းဟာဘလို့ပဲတန်ကြီးတက်ပြီးတော့တုံးနေပါစေ။မိဖို့ပေါ်မှာတော့တမဏိတုံးကဘယ်တော့မှတန်ကြီးမကြံခဲ့ဘူး။အဲ့ဒီတမဏိကအဆုံးစွန်ထိတမဏိပဲ။ကွဲသွားခဲ့မယ်ဆိုရင်တော့ပေါ့။မိတော့ပေါ်တင်ပေးလိုက်တာနဲ့အစ်တစ်ပံပြန်လဲမွေးဖွားလာနိုင်တယ်။အဲ့ဒီအယူကိုပြောလိုက်စမ်းငါလိုမျိုးမဖြစ်လာစေနဲ့ဆိုပြီးတော့ကောင်းစီရဲ့ဓာကိုပိုကောင်းပိုထက်အောင်ပြန်လဲသွန်းလုပ်ပေးနေပါရဲ့။ နောက်နေ့မနက်အရောက်ဂါအစီကိုဓာတ်ရောက်ရှိသွားပြီးတော့အဖိုးကြီးကိုတို့ရဲ့အတက်လုတ်ပေးထားတဲ့တန်ချက်ကကိုဂါ့စ်တက်ကြည့်လိုက်တဲ့အခါမှာအရင်ကထက်ပိုပေါ့ပါပြီးအဆင်ပြေကြောင်းရစ်ကတ်ကလည်းသူ upgrade လုပ်ထားတဲ့ဂါ့စ်ရဲ့လက်အတုကိုပေးလိုက်ပါတယ်ဂါ့စ်ကတော့ပစ္စည်းကောင်းလေးတွေရသွားတာကြောင့်ဝမ်းသာနေပြီအဲ့ဒီအချိန်ရစ်ကတ်ကလည်းကတ်စကာကိုသွားချမယ်ဆိုတော့နေရာလဲတည်ချမသိပဲဘယ်လိုသွားချမလဲမဟုတ်ရင်ဒီတိုင်းအချိန်တွေကုန်သွားလိမ့်မယ်နော်ဂါ့စ်ကလည်း ဒီနေရာတောင်းမှာ holy ground ဆိုတဲ့နေရာကိုတည်လာအဲ့လိုမှမဟုတ်ရင်လည်းဘယ်လိုပြောရမလဲတိုးရီစုယုံမီနေတဲ့နေရာပေါ့တည်လာရစ်ကလည်းခဏစဉ်းစားလိုက်ပြီငါတွေးကြည့်တဲ့လောက်တော့အရှိမြောက်ဘက်ကုန်းမြင့်လန်းကိုတုံးရက်လောက်သွားလိုက်ရင်စိတ်အလီဘွန်ဆိုတဲ့ရှေးဟောင်းဖျားကြောင့်ရှိတယ်။ဘာလို့လဲတော့မသိအဲ့ဒီနေရာကပြစ်မှုထင်ရှားမျှော်စင် convincing tower လို့လည်းခေါ်ကြတယ်။အဲ့ဒီနေရာများဖြစ်နေမလားပဲ။တိုးရီကျောင်းတော့ငါသိချာမသိဘူး။ဒါပေမဲ့အဲ့ဒီနေရာကပလေယောဂါကြောင့် ခိုလုံသူတွေနဲ့ပြည်နေတယ်ဆိုတာတော့ကြားတယ်။ဒီကြားတဲ့မိစာထေးကြီးကိုကိုွယ်သူတွေနဲ့ရောထဲပြီးပြီးဟိုလီစီကလည်းစစ်ကြောရီကိုခဏခဏပို့တယ်တဲ့။အတူချုပ်ပြောရရင်ဆုံးမကိုစစ်ဆေးမဲ့တဘောပဲ။ဆုံးမနေရာမှာကတ်စကာကတော့မဖြစ်နိုင်တော့ဘူး။သူ့အခြေအနေနဲ့အဲ့လောက်ထိဖြစ်နိုင်တယ်လို့ဆွဆွဲခံရမယ့်အကြောင်းရင်းကလည်းရှိမနေဘူးလေ။ဂတ်စကာနေတခုတော့ရှိတယ်။ကော်ရိုးပုံနဲ့အတ်ရှာနေတယ်လို့ဖြစ်ကောင်းဖြစ်မယ်။ဒါပေမဲ့အခုချိန်မှာတော့ယုံရမလို့လို့ပဲ။ပတ်ကနေလဲဂတ်စ်မျက်နှာကိုအကဲခတ်လိုက်ပြီ။အော်၊တူဝမ်းနေနေတာပဲ သူ့ကိုဒီလိုမျက်နှာဖြစ်အောင်လုပ်နိုင်တယ်ဆိုတော့ကာစကာကဘလို့မိန်ကလေးမျိုးပါလိမ့်ဘဲအပေါ်စတယ်ဘဲမွန်စတာကိုမှမချက်ပဲမာယူရဲ့ဆက်ဆံလာသမျှအကုန်ပိုင်းဖြတ်ပြစ်မဲ့ကျွန်တော်တို့ဇက်လိုက်ကြော်ကြီးကာစာသူချစ်ရတဲ့မိန်ကလေးနဲ့ပတ်သက်ရင်တော့ထိလွယ်ရှာလေဖြစ်နေတော့ပါပဲအဓိကကတော့ချစ်တာထက်သူ့ကြောက်ဆိုပြီးအပြစ်တင်စိတ်ဖြစ်တာကပိုများပါတယ်ပြောပြောဆိုဆိုကတ်စကာနေလက်ထွက်လိုက်ပြီးတော်တော့မယ်ဖြစ်ကြောင်းနှုတ်ဆက်လိုက်ပါတယ်ရစ်ကတ်ကတော့ဂတ် ကတ်စကာကိုတေချာကယူဆိုင်လိုက်ပါပြီးရင်ဒီနေရာကိုတေချာလေးပြန်လာခဲ့ပါခြံထဲကနေထွက်ကန်နေကတ်စကာကိုတို့ခမ ्या ကတကယ်တော်တဲ့ပပဲเสียပါကျွန်တော်ပြန်လာပါပဲကျေးဇူးဆက်ပါတော့မယ်ကိုရိုကြီးကတော့ကတ်စကိုမင်းပြောသလိုဖြစ်လာရင်ပေါ့ကွာတကယ်ဆောက်ယူပဲလို့អော်ហិလိုက်ပါတယ်အနောက်ကနေအေရီကာကတော့အဖေကြီးရဲ့အနားယူရမယ်ဆိုပြီးတော့အတင်းဆွဲထားတာတော့လေတွေ့ရပါတယ်ကတ်စရဲ့ထွက်သွားတဲ့ကြောပြင်ကိုကိုရိုကကြည့်ပြီးထွက်သွားတာများအနောက်ကိုတစ်ချက်တောင်နေမကြည့်ဘူး အဲ့ဒီကောင်အမြဲအဲ့ဒီလိုပဲဒီဒီခေါက်ကငါတို့တွေတွေ့ရတာနောက်ဆုံးအချိန်ဖြစ်နိုင်တယ်ဒါပေမဲ့မင်းမာတော့ရက်ပြီးအတိမတ်ဖြစ်ဖို့အချိန်မရှိဘူးကဲပါလေဒီလိုမျိုးတွေကလည်းဝမ်းနဲ့ပူဆွေးနေတာထက် တော်ပါသေးတယ်သူ့ကိုအခြားတစ်ခုကထိရှာနေတာကိုတတိမမှုပဲသူသွားကျင်တဲ့လမ်းကိုပဲသွားနေတယ်ထိန်ချုံမှုအောက်ကလွတ်ပြီးရှင်လျက်နဲ့တည်နေတယ်ဂတ်ကတော့ဒီလိုနဲ့ဂိုရိုအေရီကာရီကတ်တို့စီကနေနောက်တစ်ခါထပ်သွားပါတယ် နောက်စာမျက်နှာမှာတော့ဖာနီစီတို့တပ်ဖွဲ့ကိုပြထားပြီးလွန်ခဲ့တဲ့တလခန့်ကအဖြစ်အပျက်ကိုပြန်ပြောင်းပြောပြထားပါတယ်လူမျိုးစုတွေနေရာပြောင်းနေတယ်လို့ပဲဒီလိုမျိုးဒုက္ခတွေတွေအများကြီးဖြစ်ပေါ်လာစေတာကပလေယောဂါနဲ့အငတ်ဘေးကြောက်တယ်မဟုတ်ပဲဟိုလီစီကပေးတဲ့အချက်လက်အရလွန်ခဲ့တဲ့ရက်အနည်းငယ်ကကြီးမားလုံးနဲ့စစ်တပ်ကိုဥဆောင်တဲ့ကူရှန်စစ်ဘိုလ်ချုပ်တူကအရှိပြားတောင်ကနေဖြတ်ပြီးတော့မလန်းကိုကျူးကျော်ခဲ့တယ်တဲ့တေချာတော့မပြောတတ်ပေမဲ့တော်ဝင်မြို့တော်နဲ့ဝင်းတံမှာရှိတဲ့မျိုးရုံးမြင့်တွေအပြင် နောက်တက်မဲ့မိဖုရားအတက်မင်းသမီးလေးချားလို့တို့ကဘယင်ရဲ့နှက်ရွာဆံမှုအပေါ်မှာအလုံးမဲ့ဝမ်းနေနေကြတယ်။ကြည်ရတာတော့ကန်ဆုံမိုးပေါင်ကျနေတဲ့ချစ်လူမိုက်တိုက်တိုက်ပဲ။ရိုင်းလိုက်တာ။ကုရှန်တွေကကျွန်တော်တို့ရဲ့ရန်သူတော်ဟောင်းကြီးပဲမလား။တကယ်လို့အချိန်နေတစ်ခုခုပြောင်းလဲသွားမယ်ဆိုရင် Holy See ကနေ report တွေလာပါလိမ့်မယ်။အဲ့ဒီအချိန်ထိတော့အေးစိနေပြီးပေးထားတဲ့တာဝန်ကိုပဲအကောင့်ထဲပေါ်ရမယ်။ Lady Farnese စိတ်အချိန်တွေကတော့ပိုဆိုးနေသလားလို့အနောက်ရောင်သားသမားကိုဖမ်းတဲ့ကိစ္စမှာ။ တစ်ခုခုများဖြစ်ထားလို့လားမသိဆိုပြီးတော့စာပီကိုနဲ့အာဇန်တို့ကအနောက်ကနေအခြေတင်ဆွေးနွေးပြောဆိုနေကြပါတယ်ဖာနီစီရဲ့အတွေ့အကြုံမှာတော့စစ်ခုံရုံးလိုနေရာမှာအနက်ရောင်သားသမားကိုဖမ်းမိပြီမဲ့လွတ်သွားတဲ့အကြောင်းအပြစ်တင်ခံနေရပြီဂတ်ကိုဖမ်းဆီးချိန်စစ်သားတွေတေဆုံးမှုအပေါ်ဖာနီစီကိုအပြစ်တင်နေပါတယ်ဖာနီစီဟာမျိုးရိုးကြီးကလာတာဖြစ်ပြီးသူတို့မျိုးရိုးနာမည်ကဗန်ဒီမီယွန်လို့သိရပါတယ်ဖာနီစီအဖေက Holy See စစ်တပ်ကိုရန်ပုံငွေထောက်ပံ့နေတာမို့ဖာနီစီဟာလည်း ဒီစစ်တပ်မှာနေရာကောင်းရနေတာလို့ယူဆနိုင်ပါတယ်။အခြားစစ်စေးမင်းမြန်းသူတွေက gas ကိုဖမ်းတဲ့ mission မှာ pharmacy ကိုလက်ညှိုးထိုးအပစ်ဖို့ရင် gas ကိုဖမ်းတဲ့တာဝန်ကနေဆိုင်းငံ့လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ anxiety တွေတက်နေတဲ့ pharmacy ဟာရဲတိုက်ကြီးတဲမှာမြင်းကြီးနဲ့ gas တုံးနဲ့ဖျက်ဖျက်ခဲ့တဲ့အဖြစ်အပျက်တွေပြန်တွေးမိနေပြီးမတွေးမိအောင်အတင်းစူးစမ်းနေတာကိုလည်းတွေ့ရပါတယ်။ pharmacy ကအဲ့ဒီကိစ္စအတွက်အင်မတန်ရှက်နေပြီးတော့တွေးမိတိုင်းတည်ကျင်စိတ်ပေါက်နေတာကိုလည်းထပ်မံတွေ့ရပါတယ်။ ဖာနီစီတို့ဟာကြီးမြတ်တဲ့လူတစုကိုကိုရံတော်အနေထားနဲ့စောက်ချက်ပေးနေရပြီ။တွားနေတဲ့လမ်းမှာလူတွေကလည်းလဲကိုရက်ဖို့တောင်းဆိုကြတယ်။လူတွေပါဇက်ကနေလည်းဒေသပေါ်မှာပါအတမန်လူတွေမဟုတ်ဘူး။ယထာလုံးထပ်မှာတင်ထားတဲ့အနီရောင်ဘိန်းလေးတွေကိုတွေ့လာ။အဲ့တွေးကြမ်းစာမော့ဂတ်စ်ပဲ။လူတွေကမော့ဂတ်စ်ရဲ့နှိမ့်ဆက်မှုကိုပြောနေကြပြီ။သူစီရင်ချက်မှာလူပေါင်း900ထပ်မှနဲ့တည်ဆုံးပြီးအကြိမ်ပေါင်းများစွာနှိမ့်ဆက်ခံရမှုတွေကြောင့်လူအသက်တွေဆုံးရှုံးရတာနဲ့ ူကကဘာတလောအကျော်ကြောဆုံးနဲ့ကြောက်เสียအကောင်ဆုံးစစ်စစ်မင်းမြန်သူပဲအဲ့ဒီချိန်တောင်ကုန်းပေါ်ကနေလေးမြားတွေနဲ့ခြုံကိုတိုက်ခိုက်သူတွေကိုတွေ့လိုက်ရပြီလက်ကိုတိုက်ခိုက်ဖို့ပြင်လိုက်ကြပါတယ် Chapter 131ကတော့ဒီနေရာမှာအဆုံးသတ်သွားပါတယ် Chapter 132တိုင်တယ်ကလည်း The Holy Ground ပါပဲသူကတော့ပတ်တူပါခြုံကိုတိုက်ခိုက်သူတွေကသူတို့သားသမီးတွေအတွက် Morgus ကိုလက်စားချေချင်တာမို့အခုလိုတိုက်ခိုက်ကြတယ်ဘေးတစ်ဖက်တစ်ချက်စီကနေအလစ်တိုက်ခိုက်တာမို့ Farnese တို့လည်းရုတ်တရက်အကြောင်းညှိတွားကြပါတယ် အဲ့ဒီအချိန်မျက်နာကိုကြောက်စုလိုအရာတစ်ခုနဲ့ဆွဲညက်လိုက်ပြီးမော့ဂတ်ကို စိန်ခေါ်တဲ့တယောက်အဲ့ဒီကြောက်စုကြောင့်ခေါင်းတစ်ခုလုံးစစ်စစ်ညက်ညက်ကျသွားတယ်။တပြိုင်တည်းထဲကတ်ကြီးလိုမျိုးဓာအချွန်ကြီးတွေထွက်လာပြီးလူနှစ်ယောက်ကိုအသာလီပိုင်ဖြတ်လိုက်တယ်။ပလယာလိုလက်နက်နဲ့အနားမှာရှိတဲ့လူတယောက်ကလည်းမျက်လုံးတွေထုတ်ခံလိုက်ကြရတယ်။ဖြစ်ပြတ်တော့တာအယမ်းလင်မျက်လုံးတော့မို့ခြုံကိုတိုက်ခိုက်သူတွေလည်းဘာမှလုပ်ချိန်မရလိုက်ကြဘူး။နောက်ပြီးကြီးမားတံမာလာတဲ့လူတန်ကြီးလိုလူတယောက်ထွက်လာပြီး လဲပင်းကြီးနဲ့တူးချစ်မှာရှိနေတဲ့လူကိုထုချစ်ပစ်လိုက်သေးတယ်။နောက်ဆုံးတစ်ယောက်ကတော့ခေါင်းကိုတန်ခွင်းနဲ့ဆွတ်ချလိုက်ပြီးကျမ်းပြင်အောင်ကိုပြပြခွင့်နေအောင်ထိ ंछ ုံနိုင်တဲ့လက်နက်ကိုအသုံးပြုတယ်။အဲ့ဒီနောက်မျက်နှာကိုမဖော်ပြထားတဲ့လူ6ယောက်နဲ့ဘုံတော်ကြီးမော့ဂတ်ကိုကျွန်တော်တို့စတင်တွေ့နေရပါတော့တယ်။ဒီဇော့ဝင်ကန်ဟာဘားဆက်တူးတောင်တဲ့ system မှာပါဝင်ခဲ့ပူတဲ့အခန်းဖြစ်ပါတယ်။မော့ဂတ်နောက်လိုက်တွေရဲ့ရက်ဆက်မှုသူတို့တခင်အမိတ်နာခံမှုနဲ့ဘလောက်ထိတိကျပြတ်သားလဲဆိုတာကျွန်တော်တို့နောက် chapter တွေမှာတွေ့ရအောင်ပါပါ။ enemy ကြည့်ဘူးသူတွေကတော့ဒီဘိုင်းကိုတီလောက်မယ်ထင်ပါတယ်။တစ်ဆက်တည်းပဲ Morgan's ကနေထာဝရဘုရားတခင် တိတ်ဆိတ်စွာနေတော်မူသည်လို့မိန့်ကြားလိုက်တယ်။အဲ့ဒီအချိန်မှာ Farnese ဟာ Morgan's ကိုဥညွန့်လိုက်ပြီးစိုးရိမ်နေကြီးနဲ့ဒဏ်ရာရသွားလားအဆင်ပြေလားမေးမြန်းမှုကို Morgan's ကလည်းအဆင်ပြေကြောင်းနဲ့အခုလိုမျိုးကြီးဥညွန့်မနေပဲထားဖို့တော့ပြောဆိုလိုက်ပါတယ်။တိကျင်သောများနေတဲ့ Farnese ကနေပဲခုနက Morgan's အနာမှာရှိနေတာဘုရူတွေလဲလို့နေလိုက်တယ်။ Morgan's ကနေ ဒီလူတွေဟာသူ့တစ္ဆာခံနောက်လိုက်တွေဖြစ်ပြီးအပြစ်သားတွေကိုအပြစ်ပေးစစ်ဆေးမင်းမြတ်တဲ့နေရာမှာအယံကိုတော်ကြသူတွေလို့ပြန်ဖြေတယ်။ဆက်ပြီးတော့ခုနကဖမ်းမိထားတဲ့လူတယောက်ကိုဘာကြောင့်အခုလိုခြုံကိုတိုက်ခိုက်တာလဲမေးတော့ဖမ်းခံရသူကနေသူတို့နေတဲ့ရွာမှာယောက်ျားတွေမရှိတော့မိန်းမကနေခလေးမကျန်မော်ဂတ်စုတ်ကဖမ်းဆီးတက်ဖြတ်တာကြောင့်ရဲ့အခုလိုအဖြစ်ဖြစ်ဟာတရားမျှတမှုဆိုတာမျိုးမဟုတ်ပဲနိုင်ထက်စီးနေလောက်တာဖြစ်ကြောင်းဖះเจ้าကိုတင်ပြတော့လဲစာမလာတဲ့င်းမကြဖြစ် အခုလိုငတ်မုတ်ခေါင်းပါနေမှုဟာမော့ဂတ်စ်ခမားကြောက်ဖြစ်တာဖျားသခင်အပြစ်ဒဏ်ခတ်တာလို့ပြောလိုက်တယ်မော့ဂတ်စ်ကတော့ဒါဟာလုံတင်လုံထိုက်လို့လုပ်ရတာဖြစ်ပြီးသူဟာဖျားသခင်ရဲ့အချူဝါဒကိုလိုက်နာပြီးတော့လုပ်ရတာဖြစ်တယ်နောက်ပြီးမင်းလိုမျိုးအပြစ်သားစီကနေအပြစ်ဒဏ်ဆိုတဲ့စကားလုံးထွက်ရကောင်းလားဆိုပြီးတော့သူကြိုက်ထားတဲ့ကျန်းစာစာအုပ်ကြီးနဲ့ခေါင်းကိုတဲတဲထူးချလိုက်တာပွဲချင်းပြီးအဲ့ဒီနားမှာတည်သွားပါတယ်အင်မတန်ကမှအပြင်းလုံးနဲ့ထူရိုက်ချပါဒါနဲ့မော့ဂတ်စ်ကခုနကသူတို့ကိုတိုက်ခိုက်သူတွေကို ဘလို့အပြစ်ဒဏ်ချမှတ်ရမလဲလို့ဖာနီစီကိုမေးတော့ဖာနီစီကနေမီးလောင်တိုက်တွင်းခံရတာနဲ့အပိုင်းပိုင်းဖြတ်ပြီးတော့ဘိန်းပေါ်မှာတင်ပြီးတတ်တဲ့ပြစ်ဒဏ်ပေးတဲ့ကြောင်းပြန်ပြောလိုက်ပါတယ်ဖာနီစီရဲ့အဖြစ်ကိုမော့ဂတ်ကအင်မတန်တဘောချသွားပြီးဒီလိုခေါင်းဆောင်ကနေဒီလိုဆုံးဖြတ်ချက်မျိုးကြားရတာအင်မတန်အားရကြောင်းကိုလည်းပြောပြပါသေးတယ်ပြီးတာနဲ့အပြစ်သားတွေကိုပတ်လက်လန်ခိုင်းလိုက်ပြီးခုနကအားကြီးတဲ့လူကောင်ကြီးကနေဘိန်းလုံးတွေနဲ့ခြေထောက်တွေလက်တွေကိုအရှင်လက်လက်ပိုင်းဖြတ်ဖြစ်တယ် ခံရတဲ့သူမပြောနဲ့ဘေးနားကကြည်နေသူတွေအတွက်ပါသွေးပြက်စေတဲ့မြင်ကွင်းဖြစ်စေပြီးခြေလက်တွေရိုက်ချိုးဖြတ်ပြီးတာနဲ့ဘိန်းလုံးမှာကြိုးတွေနဲ့ခြိလိုက်တယ်အလုတ်ခံရသူကတွေးတွေအစိမ့်လိုက်ထွက်ပြီးမတည်ယုံတမဲအတက်ငင်နေတော့မှရှိပါသေးတယ်အဲ့အချိန်ဗေဘေးခံရမယ်လူတယောက်ကတွေးယူတွေးတာနဲ့ကုညီပေးဖို့အနောက်ဘက်ကိုပြေးလွှားရင်ကတ်စကာနဲ့တွေ့ပါတယ်ကတ်စကာကတော့ဘာမှမသိတာမို့အဲ့ဒီလူရဲ့မျက်နှာကိုကြိုက်ပြီးတခုခုလှုပ်ပေးဖို့ကြိုးစားတယ်ကံကောင်းကျင်တော့ဘေးနားမှာရှိတဲ့အမျိုးသမီးကကတ်စကာကိုဆွဲလိုက်ရင် နေနာအဲ့ဒီလူကိုကူညီရင်နေမှာဒုက္ခရောက်လိမ့်မယ်လို့တတိပေးလိုက်တယ်။အပြစ်သားကိုလာပြန်ဖမ်းတဲ့သူကကတ်စကာကိုအယူမလို့ထင်ပြီးတော့ဘာမှပြန်မပြောပဲလှုပ်ပေးလိုက်ပါတယ်။ခုနကကူညီလိုက်တဲ့အမျိုးသမီးကလည်းကတ်စကာကိုသူ့ကိုယ်သူမိတ်ဆက်တယ်။သူကလူကာလို့ခေါ်ကြောင်းဒီနေရာဟာမြင်မကောင်းရှုမကောင်းတွေနဲ့အန်ကြီးစိတ်ပါဖြစ်ကြောင်းသူတို့နဲ့အတူခီးတူတူဆက်သွားရမှာထက်ဆိုင်ပလေယောဂါရှိတဲ့နေရာမှာသာသွားတည်လိုက်တာပိုကောင်းတယ်လို့တကူလေးရည်ညွှန်းနေပါတယ်။ခုနက ဘေးလုံးတွေနဲ့ထုချေခံလိုက်ရတဲ့သူတွေကိုငှက်စာကျွေးပြပြီးအရှင်လက်လက်တေးစေရင်အပြစ်ပေးလိုက်ပါတယ်။ငှက်တွေကလုံမြပြုမြဖြစ်နေတဲ့လူတွေကိုစိတ်ကြိုက်စားတောင်းနေကြတယ်။လူကာကတော့ကတ်စကာလက်ကိုဆိုရင်အဲ့ဓာတွေကိုကြည့်နေရင်နေမကောင်းမှဖြစ်လိမ့်မယ်လို့ပြောပြောဆိုဆိုနဲ့ခေါ်သွားတယ်။ကတ်စကာကတော့အသိစိတ်မကတ်တဲ့မိန်ကလေးမျိုးဘာမှမသိနေပဲလူကာခေါ်တဲ့နောက်ကိုလိုက်ပါတော့ပါတော့တယ်။ဒါကတော့ chapter 1 3 2ပဲဖြစ်ပါတယ်။ဒီ chapter မှာ enemy ကြည့်ဘူးသူတိုင်းမြင်မှုတဲ့ Morgan's နဲ့ Luka ကိုမိတ်ဆက်ပြီးခဲ့ပါတယ်။ ကျွန်တော်ဒီ chapter တွေကိုမပြောဘဲကြော်သွားလိုက်လို့ရပါမယ်။စက်ချောင်းကိုတည်တည်ကြကြနားလည်ခြင်းတွေအတွက်ရည်ရွယ်ပြီးပြောပြတာပါ။ enemy ဆိုတာမျိုးကမန်ဂါလောက်စုံနေတဲ့အချက်လက်တွေမပါပါဘူး။ဒါကြောင့်မို့လဲကျွန်တော်တမင်ကို အပင်ပန်းခံပြီးမကြံခဲ့အောင်ပြောပြပေးနေတာပါ။ဆိုတော့ကျွန်တော်တို့နောက် chapter တစ်ခုစီကိုခေါ်ကူးလိုက်ကြရအောင်။ chapter 133တိုင်တွေကတော့ cushion scout ပါ။ cushion scout ကိုတော့မြန်မာလိုဘာသာပြန်ရမယ်ဆိုရင် ထောက်လှမ်းရေး cushion လို့ဘာသာပြန်နိုင်ပါတယ်။ ရွာလေးတရွာလေးမှာကောင်လေးတယောက်ကိုလူကြီးလျောက်ကဝိုင်းထားပါဗျ။ဝိုင်းထားရတဲ့အကြောင်းရင်းကတော့ကောင်လေးဟာရွာလေးကနေပစ္စည်းပစ္စည်းရတဲ့အတားတချို့ကိုခိုးယူလာတယ်လို့ထင်တာကြပါ။ဒါကြောင့်မို့မင်းမပါတာငါတို့ကိုပေးပြီးတော့မင်းလန်မင်းတို့တဘောမျိုးပြောနေရပါ။ကောင်လေးကလည်းခေသူမဟုတ်တာကြောင့်တခွမခံပြန်ပြောရင်နောက်ဆုံးမှာတော့အာမတန်လို့မန်လျှော်လိုက်ရတဲ့ပုံစံနဲ့သူခိုင်းထားတဲ့အထုပ်ကိုပစ်ချပေးလိုက်ပါတယ်။လူကြီးလျောက်ကလည်းအထဲကစားတော့စရာတွေကိုဂျင်းတဲ့ပုံစံနဲ့စားတော့လိုက်ကြပြီ။ ခဏနေတော့စားလိုက်တဲ့စားတောက်တွေကနေအစိမ့်မိတယ်လို့ဖြစ်သွားတာကြောင့်အော့အန်ကြပါတော့တယ်။တကယ်တော့အဲ့ဒီစိတ်တွေဟာသူတို့ဝိုင်းထားတဲ့ကောင်းလေးစီကလေးလာတာဖြစ်ပြီးကောင်းလေးဟာကောင်းတဲ့စားတောက်ဖွဲရတွေကိုသူဖွက်ထားတဲ့အိတ်ကတ်တွေအပြည့်ထည်ထားပြီးလူလဲကြလိုက်တာပါ။လူကြီးတွေကမအေးဘေးစောက်ချင်းရုပ်ပြီးလို့ဆဲဆူလိုက်ကြပြင်မယ်။အစိမ့်ကြောင့်လောက်ကြားမှုခံနေရမှုကောင်းလေးကသာအသာစီးရပြီးလူကြီးတွေကိုစော်ပလော်တီးလိုက်ပါတော့တယ်။ဗဇက်ကနေလဲငါကောင်မအေးဘေးလို့မခေါ်နဲ့။ငါနာမည်ကအီရှီထရိုလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်အီရှီထရိုလက်ထပ်ပြီးပြင်မယ်လို့ ခုနကသူစော်ဘလော်တီးလိုက်သူတွေအဖွဲသားတဲ့အနားကိုရောက်လာပါတော့တယ်။မူယာမာယာများတဲ့အီရှီထရူကတော့တတားရမ်းကြောက်တဲ့ကုရှန်တွေလှုပ်သွားတာပါဆိုပြီးတော့အဲ့ဒီနေရာကနေလစ်ထွက်ဖို့လုပ်တယ်။ရိတ်မိသွားတဲ့လူကြီးတယောက်ကထူးတော်ထူးဆန်းနဲ့ကုရှန်တွေရောက်လာတယ်ဆိုရင်ဘာကြောင့်ဒီလဲနေတဲ့ကောင်တွေမှာဓာတ်ရတော့မရှိရတာလဲ။ဟဲ့အောင်ချတဲ့မင်းကတကယ်ပဲဘာလို့လဲကုရှန်တွေဘက်ကလားခလေးဆိုတာနဲ့ညမယ်မထင်နဲ့မမှန်ဖြေဆန်းလို့ပြောလိုက်ကမှဟိုမှဟိုမှဆိုပြီးအာယုံလွဲပြောင်းဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့သူအာယုံပြောင်းလို့လှည့်ကြည့်လိုက်သူဟာမထင်မှတ်ပဲ မျက်နာကိုဓာတ်ချွန်နဲ့ပြစ်ပေါက်တာခံလိုက်ရပါတယ်။ဒါကြောင့်မို့ AG2 လည်းကြောင်ဝမ်းသွားပြီးအပေါ်ကိုမောကြည့်လိုက်ရင်ကူရှန်စစ်တီတော်တွေဝိုက်ခံထားရတာကိုမြင်သွားပါတော့တယ်။ကူရှန်ကင်းတောက်တွေကသူတို့အောက်မှာရှိနေတဲ့လူတွေကိုမျက်စိတမိအတွေ့မှာပဲလင်းမြန်နဲ့ speed နဲ့ရှင်းလင်းတက်ပြလိုက်ပါတယ်။အဲ့ဒီချိန်ပုံနေတဲ့ AG2 စိတ်ထဲမှာတော့သူတို့ဒုက္ခရောက်ပြီလို့တွေးနေရင် AG2 နောက်ကိုကူရှန်တယောက်ယောက်လာပြီးဓာတ်ကိုထုတ်ကူရှန်ကင်းတောက်တွေရဲ့အာယုံကတခြားစီကိုရောက်သွားပါတယ်။သူတို့စီတက်တက်မမလျှောက်တာလူတယောက်စီကိုပါဒီလူဟာတခြားလူမဟုတ်ပါဘူး။ gas ပဲဖြစ်ပါတယ်။ gas ဟာအေးဆေးတည်ငြိမ်စွာနဲ့ပဲဖြည်းဖြည်းချင်းလျှောက်လာတယ်။ cushion တွေအချင်းချင်းတိုင်ပင်ပြီး gas ကိုဝိုင်းတိုက်ခိုက်ကြတယ်။ Ishiro ကတော့ဒီလူပါလို့တာလဲတည်ကျင်နေလို့လားစသဖြင့်တွေးနေပါတယ်။လင်မြန်တဲ့အချိန်နဲ့ cushion ကင်းတော့ပြီး gas စီပြေးလိုက်ရင် chapter 133ကိုအဆုံးသတ်လိုက်ပါတယ်။ chapter 134မှာတော့ cushion king တောက်၄ယောက်က gas တွေတပြိုင်တည်းပြေးဝင်လာကြတယ်။ gas ကအလင်မြန်မဲ့ဓာတ်ကိုထုတ်လိုက်ပြီးသူ့စင်ဝင်လာသူတွေကိုပိုင်းခြားပြစ်လိုက်ပါတယ်။ လေးရောင်လုံးဘာမှတော့လုံးချင်မြပဲမျက်စိတမိတ်တွင်အကုန်ထပ်ပိုင်းပြက်ကုန်ပြီးအခြားကူရှန်တွေလည်းမျက်လုံးပြူအီရှိဒရိုလည်း surprise ဖြစ်သွားပါတယ်။ဂတ်စ်ကတော့မင်းတို့နည်းနည်းများမလုံးလုံးလားဒီလောက်မြန်မြန်ထုတ်သုံးရလိမ့်မယ်လို့မထင်ထားဘူး။အီရှိဒရိုတယောက်လုံးဝကြောက်အံ့သွားပြီးဂတ်စ်ကင်ထားတဲ့ဓာကြီးကိုလည်းအံ့ဩနေပြီးဘာရီလည်းဘာရီဖြစ်ကုန်တာလဲဆိုပြီးတော့တွေးနေပါတယ်။ဂတ်စ်ကအလင်းလုံးနေတာမို့အမြန်လမ်းဖယ်ဖို့ဟောလိုက်ပြီးမြက်ကူရှန်တွေကထပ်ပြီးတော့တိုက်ခိုက်တယ်။ အခုလာတိုက်တဲ့ကောင်ကအပေါ်ကနေခြုံကိုတိုက်ခိုက်တာမို့လက်သီးနဲ့ပိတ်ထိုးလိုက်တယ်။အခြားကြက်နေသေးတဲ့ကောင်တွေကလည်းလာတိုက်တာမို့အကုန်လုံးကို gas တရားအလင်းအမြန်ပဲရှယ်လင်းပစ်နေတယ်။ပတ်ကလည်း AC2 ကိုခေါင်းငုံနေဖို့ပြောလိုက်တာမို့ AC2 တရား an order တွေဂျုံပြီးဂျုံနေရတဲ့သဘောဖြစ်သွားပါတယ်။လင်းမြန်လွန်းလာပါတယ်ဆိုတော့ကူရှန်တွေ gas ရဲ့တိုက်ခွက်တွေကြောင့်တုံယုံဖြစ်နေပြီးတော့သူတို့ gas ကိုကြားညက်ပြီးတတ်ဖို့ကြိုးစားပြီးမှလည်း gas ရဲ့ရှောက်တိုင်းမှုကြောင့်အရာမတင်ခဲ့ပဲသူတို့ဒါပြန်ခံလိုက်ရပါတယ်။ အားလုံးကိုခုတ်တက်ပြီးဓားကိုကင်ပြီးဂိုရိုစီကမျောလင့်ထားတဲ့အချိန်ပဲပုံမိုက်လာပြီးတွားကြရအောင်ပတ်ဒါနဲ့ငါဒီကောင်တွေကိုမြင်ဦးပါတယ်ဘယ်မှမှန်းတော့မမှန်းမိတော့ဘူးစောက်ရင်းမပါတဲ့ကောင်တွေငါ့ကိုအချိန်လာဖြုံးနေကြတာပဲအီရှီရိုဟာကြုံလိုက်ရတာတွေကိုအန်အောလုံးတာပေါ့ဘာမှမပြောနိုင်ပဲဂတ်စ်နောက်ကိုလိုက်သွားတယ်အဝေးတနေရာစီကနေသူ့ကိုဒီတိုင်းပဲလှုပ်ပေးထားတော့မှလားတခင်လေးဆိုတဲ့အမေကိုဘာကီရာကာဆိုတဲ့ငါတို့ကထောက်လိုင်းရုံပဲမြင့်မြင့်တက်တဲ့ကိုအသက်ရှင်ခွင့်ပေးတာကတော့ကောင်းတဲ့အချက်မဟုတ်ပေမဲ့ နောက်ထပ်စွန့်စားရမှာတွေကိုမလုပ်တာကောင်းလိမ့်မယ်။ဒါပေမဲ့ Tower Bus ဖြစ်တဲ့ကျွန်တော်တို့အစွမ်းနဲ့ဆိုရင်နော်သူ့ကိုရှော့မတော့ကြနဲ့သူ့ကိုတွားချလို့ရပြီမဲ့ရှုံးကိုလက်မခံလို့မရဘူး။တခင်လေးကသူ့ကိုတီးလို့လား။အဲ့ဒါကတော်တော်ကြာခဲ့ပြီ။တော်တော်ကြီးကိုကြာခဲ့ပြီ။ဘာပဲဖြစ်ဖြစ်ငါတို့အခုလှုပ်စရာတစ်ခုရှိသေးတယ်။ဖြာဒီထဲမှာပါတဲ့နေရာကိုရှာရမယ်။ Gas ကလည်းအလင်းမြန်မယ်။ရှေ့ကိုခီးဆက်နေခဲ့ပါတယ်။ခုနကကိုရှန်တခင်လေးနားမှာခါးစားနေတဲ့လူတွေပြောတဲ့ Tower Bus ဆိုတာကတော့နောက်ပြားရစီကနေကောင်းကျိုးပြုနိုင်တဲ့ ကွန်ဒါလီနီဆိုတဲ့အစွမ်းကိုထုတ်လွှတ်တဲ့ယောဂကျင့်စဉ်လို့အဓိပ္ပာယ်ရပါတယ်။သူကဘယ်လိုအစွမ်းလဲဆိုတာတော့နောက်ကြရင်သိရပါပါ။ဒါကတော့အခုမန်ကာတဲ့ရှင်းပြပေးတာကိုပြန်ပြောပြပေးတဲ့တဘောပါ။နောက်ဆုံးဆာမျက်နှာမှာတော့ကတ်စကာဟာတဲဆုပ်လေးနေနာမှာရင့်နေပြီးတာဝါကြီးတစ်ခုကိုလမ်းမြောက်ကြည့်ရတဲ့အဆုံးသတ်ထားပါတယ်။ Chapter 135တိုင်ထဲကတော့ Tower of Shadow Part 1 Tower တစ်ခုရဲ့မဲနက်နေတဲ့အရေး Holy See အမတ်သားဆာလောင်မှုတ်တဲ့ခြင်းကိုအလူလဲခန်းစားနေရသူတွေနဲ့ကတ်ဆိုးကြီးတစ်ခုဖြစ်နေပါဗျာ။ ကဲဆုပ်လေးတွေကြားတဲ့တခုတည်းထိုးထွက်နေတဲ့တင်ကုန်မှာလူရေကုန်တစ်ခုကိုခွာပြီးတော့ချိတ်ဆွဲထားတယ်။ဒါဟာဘာကိုပြချင်တာလဲဆိုတော့တခုခုမဟုတ်တာဒါမှမဟုတ်အပြစ်လုပ်မယ်ဆိုရင် အခုလိုမျိုးဖြစ်နေမယ်ဆိုရက် warning တဘောမျိုးပါ။လူတွေဟာစာလောင်မှုကြောင့်တိတ်ဆုံးနေရတယ်။နောက်ပြီးမြေကျွတ်တွေကိုတွေ့ရင်တော့မှအလူရက်တက်ဖြစ်ပြီးအဲ့ဒီကျွတ်တကောင်ရဖို့ထိုးချက်ရတဲ့အထိဖြစ်နေပါတယ်။ဖာနီစီလိုတက်ဖွဲ့ကြီးနဲ့ဘုန်းတော်ကြီးမော့ကတ်စ်ပါတဲ့စစ်တပ်ကြီးအဲ့ဒီနေရာကဖြစ်တော့ငတ်ပြက်နေသူအလုံးကတံတောင်းစားလို့အစာတောင်းကြတယ်။ ဒါပေမဲ့လဲပေါ်မှာရှိနေတဲ့ရိတ်ခါတွေကမြင့်မြတ်စင်ကြယ်တဲ့ဘုံတော်ကြီးရဲ့အတွက်ဆိုပြီးတော့လာတောင်းတဲ့လူမှန်တများကိုတောင်းထုတ်တယ်။အဲဒီချိန်နေမကောင်းတဲ့ခလေးလေးတယောက်ကိုဖတ်ပြီးခလေးဟာစေကုတပီးရင်တော့မှအသက်ရှင်ဖို့ရာဂိုင်နှုံနည်းနေလောက်အောင်အစာရေစာပြတ်လတ်နေပြီဖြစ်ကြောင်းအမေဖြစ်သူကဖာနီးစီကိုပြောပြတယ်။ခလေးကိုကယ်ပေးဖို့လဲတောင်းဆိုတယ်။အဲဒီတောင်းဆိုမှုကိုမော့ဂတ်စ်ကကြားသွားပြီးမင်းရဲ့ရင်ရင်မှုကြောင့်ဖျားတခင်ကညှတာပေးလိုက်ပြီ။ဒါကြောင့်ငါတို့နဲ့လိုက်ခဲနိုင်တယ်လို့ခေါ်တယ်။ မော်ဂတ်စ်နောက်လိုက်တွေကအခုလိုကဲတင်မိတာအဆင်ပြေရဲ့လားအပြစ်တံကိုရောဘယ်လိုလုပ်မလဲမိတော့ဒါရီအားလုံးဟာဖျားတခင်ဖြစ်စေခြင်းနဲ့လူတိုင်းလောက်တာဘာလို့ပြန်ဖြစ်ရဲ့ခလေးအမေလည်းဝမ်းသာလုံးဆိုပြီးတော့ဂျေဇူးတင်ရှာတယ်လမ်းတစ်လျှောက်မှာလည်းရဲလိုက်ဘော်ကနေစွန့်ကျဲလိုက်တဲ့အယိုးတွေကိုကောက်စားနေတဲ့ခလေးတွေလူသေးအလောင်းတွေကိုလောင်ရင်နဲ့ထည့်ထားပြီးငှက်တွေကစားနေရတယ်စားသဖြင့်မြင်ကွင်းကိုတွေ့ရပါတယ်ခလေးကိုခေါ်လာတဲ့အမေဖြစ်သူကိုအထဲကိုခေါ်သွားခိုင်းလိုက်ပြီးခလေးကိုခေါင်းအောင်ပေါ်ချရေးတိုက်လိုက်ကြတယ် ကလေးမိကတော့ခုလိုဂယုစိုက်ပြီးတဲ့အတွက်ဂျေဇုတင်စကားတွေတွတ်တွတ်ပြောနေပြီမော်ဂန်စ်ကလည်းဖျားသခင်အလိုတော်တိုင်းပဲဆိုတဲ့စကားကိုဗဇက်ကမချပြောနေပြန်တယ်တဆက်တဲ့ကလေးကိုလှုပ်ပေးထားတဲ့အတွက်ပေးချေရမယ့်အချိန်ရောက်ပြီဆိုပြီးတော့ပခုံးကနေဖတ်ခေါ်သွားတယ်ဗဇက်ကနေလည်းမင်းရဲ့တစ္ဆာရှိမှုကမင်းကိုစောင့်နေကြောင်းပြောပြတယ်ငရဲတကားလိုနေရာကိုတွေ့ရပြီတကားကြီးကိုအဆောင်နဲ့ရောက်ဒုံဖွင့်အထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့မတ်တရက်နေရင်အတက်ထွက်သွားစေတိုင်းပဲမြင်ကွင်းမျိုးပါလူတွေကိုတွဲလောင်းချနှိပ်စက်ထားတာတွေ ဗဇက်တဲကိုအပူတွေနဲ့လောင်းနေတာတွေလူကိုဇောက်ထိုးထားပြီးတံတွေနဲ့ရိုက်ပြီးနှိပ်ဆက်တာတွေမိမကိုတဲကိုကတော့လိုအရာကြီးနဲ့ထိုးခွဲပြစ်တာတွေအောက်ကမီးပူနဲ့လူတွေကိုဘိန်းလုံးနဲ့လှိပ်ပြစ်တာအစိုးရကအစိုးရအောင်နှိပ်ဆက်နေတွေနဲ့နှိပ်ဆက်နေကြတဲ့ငရဲကန်ကြီးကိုမြင်လိုက်ကြရတယ်မော့ဂတ်ကဒီခန်းကိုပရမအောင်ချိန်ဝင်ပူတာမလားလေဒီဖာနီစီဒီနေရာကတခိုးတွေမရင်းကောင်တွေကိုတန့်စင်ပေးတဲ့ LBN ကျောင်းတော်ကြီးဖြစ်ပြီး မိစ္ဆာဒိဋ္ဌိတွေနဲ့တိတ်မကြသေးခင်တုန်းကဘုန်းကြီးတပါးကိုတက်ဖြတ်ခဲ့သူကိုအရေးကွန်ချွတ်တစ်ပင်မှာချိန်ဆပေးထားတယ်။ဒါဟာဒီ chapter အစတုန်းကမြင်ခဲ့ရတဲ့အရေးကွန်ချွတ်တွဲလောင်းဖြစ်နေသူကိုပြောတာပါ။ဖာနီစီယာမကြည့်ရတာကိုမျက်နာကိုလှည့်လိုက်ပြီးမော့ဂတ်စ်ကလည်းမင်းရဲ့မျက်လုံးတွေကိုရှောင်လဲမနေပါနဲ့။ဒီစိတ်မချမ်းမြေ့ဖွယ်ရအရာတွေကမင်းယုံကြည်ပါတယ်ဆိုတဲ့ Holy Seed ရဲ့အစိတ်ပိုင်းတွေပဲ။ဖျားတခင်ကဒီကဘာမျိုးကိုအကျဉ်းနာမိုးတွေပဲရွာပေးတာမဟုတ်ဘူး။သူကစီးကတင့်ကြတဲ့အဆုံးဖြတ်ပေးသူပဲ။ခုနကကလေးမေပခုံကို깟ပြီး မင်းကြောက်နေလို့မရဘူးမင်းရဲ့ကလေးကိုကာကွယ်ဖို့အတွက်မင်းဒီလောက်တော့လုပ်တင်တယ်မလားအပြစ်ကအပြစ်ပဲမင်းမှဒီလိုမျိုးတတိရှိတယ်ဆိုတော့ဖျားတခင်ကိုပြလိုက်စမ်းပါဘာမှကြောက်စရာမလိုဘူးဆိုပြီးဆွဲခေါ်သွားခြင်းကိုခံလိုက်ရပါတော့တယ်တကူလုံးကိုချွတ်ကြောင်မီခဲ့တဲ့တွုံကိုအပြစ်ပေးမဲ့သူတွေကကောက်ကင်လိုက်ချင်းဖာနီစီလည်းဘာကုန်းမှမတွေးနိုင်တော့ပဲကြောင်အန်းနေပါတော့တယ် chapter 135ကတော့ဒီနေရာမှာအဆုံးသတ်သွားပါတယ်ဒီ chapter ကနှိမ့်ဆက်ညှဉ်းပန်းမှုတွေအင်မတန်မှများလာတဲ့ chapter တွေတဲကတစ်ခုဖြစ်ပါတယ် ဒီနေ့ဗီဒီယိုလေးကိုတော့ chapter 131ကနေ135ထိပြပြရင်ရန်နာခွင့်ပြပါခင်ဗျာ နောက်ဗီဒီယိုမှာ chapter 136နဲ့ပြန်ဆက်ပြပါမယ်အမြန်ဆုံးသင်ပြီးနိုင်အောင်လည်းကြိုးစားပြီးတော့ပါမယ်တကယ်လို့ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်လည်း like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါရစေကြည့်ရှုအားပေးလို့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်